ဆိုတော့အားလုံးပဲမင်္ဂလာပါပြပတ်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ့်အကြောင်းလေးရပါတော့ကျွန်တော်လက်ထဲမှာစင်ကာပူဒေါ်လာ300ရှိရုံနဲ့ကျွန်တော်ဘာတင်တန်းတွေ join လို့ရမလဲကျွန်တော် social platform တွေမှာဘယ်လိုတင်တန်းတွေ join လို့ရမလဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပါကျေးဇူးပါ ဆိုတော့ဆက်လိုက်ရအောင်မလို့ပထမအဆုံးအနေနဲ့လက်ထဲမှာဒေါ်လာ300ရရှိုံနဲ့တက်သက်လို့ရတဲ့တင်တန်းကတော့ management office key ပါဆိုတော့ management office key လို့ပြောလိုက်တာ ਨੇ ဘာတွေ့ရမလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ single မှာရုံးပိုင်းနဲ့အလုပ်လုပ်ချင်တဲ့လူတွေပြီးတော့ရေ management နဲ့ business management အဘက်ကိုသွားချင်တဲ့လူတွေဆိုရင်တော့တက်သားတင်တဲ့တင်တန်းပေါ့ပြီးရင်တက်လို့ရတယ်ပေါ့နော်ဆိုတော့ဘာတွေတင်တာလဲဘာတွေတင်တာလဲဆိုတော့ project planning ပြီးတော့ timeline တွေတင်မယ်ပြီးတော့ budget တွေတင်မယ်ဆိုတော့အသေးစိတ်တော့မရှင်းပြဘူးเนาะအပေါ်ရရှင်းပြမယ်ဆိုတော့ project planning ကတော့ project လို့ပြောတာလုပ်ငန်းစဉ်တစ်ခုကိုဘယ်လိုမျိုးအအစီအစဉ်တကြဆွဲပေးတာကိုကိုကတာဝန်ယူရတဲ့အပိုင်းပေါ့နော်နောက်တစ်ခု timeline ဘယ်လိုမျိုးဒီလူတယောက်ကိုညာတိုင်းနေတိုင်းအဲ့လိုတွေပေါ့နော်အလုပ်သမားတွေအကုန်လုံးရဲ့ timeline ကိုစဉ်းပြီးတာကိုလည်းကျွန်တော်တို့ဒီ management office ကြီးထဲမှာပါပါတယ်အဲ့ဒါလည်းတင်ယူလို့ရမယ်ပြီးတော့နောက်တစ်ခု budget plan budget plan လို့ပြောရရင်လည်းကျွန်တော်တို့ရောင်းချတဲ့ရောင်းချတဲ့ကျွန်တော်တို့ငွေကြေးပြီးတော့နောက်တစ်ခုအာရယူတဲ့ငွေကြေးပေါ့နော်အဲ့ဒါလည်းအကုန်လုံးလည်းတင်ရမယ်ပြီးတော့နောက်တစ်ခု leadership နဲ့ teammate team management အဲ့ဒါလည်းတင်ရမယ်ပေါ့နော်ဆိုတော့ leadership နဲ့ management ကတော့အများကြီးရှင်းပြနေစရာမလိုပါဘူးအဲ့ဒါတော့ကျွန်တော်တို့ခေါင်းဆောင်မှုနဲ့ပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ team ကိုဘယ်လိုမျိုး management လုပ်ရမလဲဘယ်လိုမျိုး senior တရားခွဲဝေလောက်ကင်ဆောင်ရရမလဲဆိုတာတွေကိုကျွန်တော်တို့သိယူရမယ်ပြီးတော့နောက်တစ်ခုအာဒီ office skill ထဲမှာအဓိကအကျဆုံးဖြစ်တယ်ကျွန်တော်တို့ customer service နဲ့ communication skill customer service ကတော့တော်တော်လေးကိုအရေးပါအရာရောက်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုလည်းတို့သင်ရမယ်ပြီးတော့ communication skill ဘယ်လိုမျိုး အာ communicate လုပ်ရမလဲဘယ်လိုမျိုးလူမျိုးဆက်ဆံရေးကောင်းအောင်ဘယ်လိုမျိုးကိုယ်အနေနဲ့အာဘယ်လိုမျိုးထိုးပေါက်မလဲစကားဘယ်လိုမျိုးဆွဲခေါ်မလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းတင်လို့ရပါတယ်ဆိုတော့လက်ထဲမှာဒေါ်လာ300ရှိုံနဲ့ပထမဆုံးတင်ရမယ့်ဟာကတော့ management office key ပါဆိုတော့ဒုတိယတစ်ခုဒုတိယတစ်ခုကတော့ဂျုံပိုင်းဆိုင်ရာကိုပြောင်းကျင်နေတဲ့ brother တွေအတွက်ဆိုရင်တော့အဓိကအကြောင်းအရာဖြစ်တဲ့ကျွန်တော်တို့ computer နဲ့ office software ဆိုတော့ကွန်ပျူတာလို့ပြောလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ Microsoft တွေကျွန်တော်တို့ Excel တွေပြီးတော့ PowerPoint တွေဒါတွေပေါ့နော်အဲ့ဒါတွေကို basic စတင်လို့ရမယ်ပြီးကြရင်နောက်တစ်ခု Google တွေ email ချို့ရဆို email မပို့တတ်တယ်ယူပေါ့နော်ကျွန်တော်ဆိုအရင်တော့ကဒီကိုမရောက်ခင်က email မပို့တတ်ပါဘူးဆိုတော့နောက်ပိုင်းမှ email ပို့တတ်တာပေါ့နော်ပြီးတော့နောက်တစ်ခု assistant job assistant job ကတော့ကျွန်တော်ဝန်ထမ်းအလုပ်တွေအဲကျွန်တော် save job တွေပါလေဆိုလဲနောက်ပိုင်း PowerPoint တွေနဲ့တောင်းတာများတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့လည်းတင်လို့ရပါတယ်နောက်တစ်ခုတတိယတစ်ခုကတော့ language ပေါ့နော် language ကတော့ကျွန်တော်အမြဲဗီဒီယိုတိုင်းမှာပြောပါတယ် ဒါတော့တင်ကိုတင်ထားတဲ့မြက်အာဒီတင်ကိုတင်ထားတဲ့စကီတခုလို့ပြောလို့ရအောင်တော့ဆိုတော့လက်ထဲမှာအပတ်စံများစားလည်းမရှိဘူးဒေါ်လာ300လောက်ပဲရှိတယ်ဆိုတော့ကျွန်တော်ခုပြောပြတဲ့တင်တဲ့နေ join လို့ရပါတယ်ပြီးတော့ဆက်သွားလိုက်အောင် language ဘိုင်းမှာတင်မယ်ဆိုရင်ကျွန်တော်တို့ Chinese လည်းတင်လို့ရတယ်လို့ကိုကဒီစင်ကာပူမှာမလုပ်ပဲနဲ့တခြားနိုင်ငံတွေမှာသွားလုပ်ချင်တယ်ဆိုရင်တော့အဲဒီကိုလုပ်ကိုလုပ်ချင်တဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့ အဲ language ကိုကိုလို့ရှင်တဲ့နိုင်ငံရဲ့ language ကိုသင်ပေါ့နော်ဆိုတော့လက်ထဲမှာဆိုတော့300ရှိရုံနဲ့သင်လို့ရမယ့်သင်တန်းတွေကတော့ဒါတွေပေါ့နော်နောက်ဆုံးတစ်ခုကတော့အဲ့ဒါကတော့ပေါ့နော်အဲဒေါ်လာ300ရှိစရာမလိုပါဘူးအဲ့ဒါကတော့ကျွန်တော်တို့ဒီ local singapore yen တွေပြီးတော့နောက်တစ်ခုပေါ့အဲဒီ local singapore yen တကယ် skill future course ပေါ့နော်အဲ့ဒါကတော့အဲဘယ်လိုပြောရမလဲ singapore pr ပြီးတော့ singapore citizen ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အဲ free သုံးလို့ရတဲ့အဲဒီ skill future credit ပေါ့ ကေပီတာခရက်ဒစ်ကသူက PR တွေစီတစင်စီတစင်ရပြီးတဲ့လူတွေကိုပေါ့နော်သူကဒီတင်တန်းတွေကို free တက်ခွင့်ရတယ်ပေါ့နော်ဆိုတော့တင်တန်းတွေမှာတွားပြီးတော့ join လို့ရပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားတာကတော့လက်ထဲမှာဒေါ်လာ300ရှိရုံနဲ့တတ်ထားတဲ့တင်တန်းတွေရဲ့ပြီးတော့နောက်တစ်ခုတက်လို့ရတဲ့တင်တန်းတွေအကြောင်းပြောပြတာပါဆိုတော့ဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye